ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါမနာလိုကြောင်မနာလိုကြောင်တို့ခုအမျိုးသမီးတယောက်လာပြန်ပြီနာမည်လည်းတက်မပြောကျွန်တော်တရားဆွဲမယ်လို့ပါလို့ဆွဲဆွဲသားဆွဲဒီမှာတော့ကိုတို့ကကိုရှာတယ်လို့တော့မလုံနဲ့နော်စောဘုံအမြေပြင်မှာဘာတွေလုံနေလဲဆိုတာအားလုံးသိတယ်ကျွန်တော်တခုပြောချင်တာကတက်မလို့တဲမှာဟောပဲကောင်းတဲ့လူကြီးပဲရှိတာလား ရဲတပ်ဖွဲ့ဝင်တွေမှာလည်းကောင်းတဲ့လူကြီးပဲရှိလားဝင်ကြီးဌာနကဌာနတိုင်းဌာနတိုင်းမှာရောအကုန်ကောင်းလားပြီးရင်ကျွန်တော်တို့ပြည်သူလူထုကရောအားလုံးကောင်းလားအဲ့လိုမကောင်းတဲ့အရာတွေရှိနေတဲ့အပေါ်မှာမမှန်ကန်ကန်နဲ့တရားမျှတစွာနဲ့ယက်တီပေးနေတာနော်ဒီဘက်ကငွေတောင်းတယ်လက်ယူတယ်ခုဆိုင်ငယ်စည်းအုပ်ထုတ်မဆောင်ပဲနဲ့ရင်ထဲကဖမ်းလို့ကျွန်တော်လာမပြောနဲ့ အဲ့ဒါနေဆောက်ပြိနေမင်းဆောက်ပြိတော့မိမမထောင်လဲတော့ထည့်ပလိုက်အောင်ပါဟုတ်လားကားစီးလို့ကပတ်ကားကပတ်မပတ်ဘူးဒါကျွန်တော်မြင်အောင်ပြောပြတာကပတ်မပတ်တော့ရင်ရင်းဖန်းတော့ရင်ရင်းကရစ်တယ်ဆိုတော့ဟာခမပြင်းနိုင်လားကိုကိုတိုင်းပြည်သူလူထုကဟုတ်လားစီကန်းကိုမတိကြိုးကြုံပြုတ်ပြီးတော့မှကိုနေခြင်းလိုတိုင်းနေမယ်ကိုတန်ခြင်းလိုတိုင်းမယ်ဒီဝင်တန်းဆောက်ရေးမပါပါဘူးွာလို့ပြောရင် ခမရလည်းကြောက်စို့ထောင်ချမှာပါစံမယူဘူးနိုင်ငံတော်ခွန်လည်းမယူဘူးဖမ်းပြီးအမှုတိုင်းထောင်ချပလိုက်မှာ၃လပဲကြာကြာ၆လပဲကြာကြာပွားကွာလို့မဟုတ်လေဒါအရှိတရားပြောတာလူဆိုတာအမှန်တရားဆိုရင်အဲ့လိုပြောရမှာနော်အခုတစ်လုံးနှလုံးသုံးလုံးထိုးတယ်ခမရတို့ဘာဘဒုတက်ပြောလဲခမရတို့အသက်ခံရမှာကြောက်တယ်မလားသောဘောင်းရောတက်ပြောရဲတာသောဘောင်းရောတရားဆွဲမယ်ဆိုတဲ့ကောင်မတွေသောဘောင်းရောတက်မယ်ဆိုတဲ့မအေလိုးတွေ မင်းတို့ငါ့လိုတက်ပြောရဲလား KDB မှာဟိုင်းကန်းနေမင်းတို့ငါ့လိုတက်ပြောရဲလားဟမ်အေးလို့ဒီဟောပါတယ်မာရီဦးမင်းအောင်လိုင်းပုံရို့နောက်ကနေပြီးတော့မှထားပြီးတော့မှစောက်ချက်မရှိနော်နေနောက်ကတော့လီးပဲလို့ပြောလိုက်မယ်နင်းကိုသိလားနေတရားဆွဲလိုက်ခု နော်ဆောက်ရွက်ကျမဘက်ကလေတက်တည်လိုက်မဲ့လူတွေပါလေဟိုလိုင်းပေါ်မှာဟိုအာဝါရာပြည့်မလားဟိုတက်တည်လိုက်မဲ့လူတွေပါအရှင်သင်းလောက်တာပါကျမတရားဆွဲမဲ့နေချင်ညာပါမယ်ဆွဲကြည့်လိုက်အဲ့ရဲစခန်းမှာနေတရားရုံးမှာတရားသွားဆွဲကြည့်လိုက်ဘာနဲ့လဲသွားဆွဲဆွဲနော်ဆွဲအေးပြီးလို့ရှိရင်တော့ထောင်ထဲရောက်မှ ခရမ်းသီးတို့ဟိုလေထမင်းကိုလေထမင်းဆိုလေနေဘူးလမ်းပြီးတော့မှစပုတ်တဲကိုမထိုးတဲနဲ့တခါလဲတော့ဒါမယ် ဇော်ပေါ်ရရိုင်းရင်သူများတွေရိုင်းနေနော်နော်ဆက်ပြချွေဝါတောင်းကိုလေပျော်လှုပ်ပြီးတော့မှနေလန်းပြီးတော့မှကိုစပုတ်တယ်ကိုထိုးရတဲ့ဘွားရောက်သွားမယ်ငါတော့ထောင်နေမရအောင်နေမဲကြသွားမှာနော်ဘာလို့လဲဆိုတော့လူဆိုတာကတတ်တည်အထောက်ထားခိုင်လုံမှလှုပ်လို့ရတာငါကတိုင်းပြည်တော်လန်နေတာမဟုတ်ဘူးနိုင်ငံတော်ပုံကန်နေတာမဟုတ်ဘူးနေတို့မင်းတို့ကောင်တွေတရားစွဲစရာလည်းမလိုဘူးငါမင်းတို့အမြဲတမ်းပြောတယ်သူများကိုမတိုက်ခိုင်းနဲ့ကြာရှုံးလိုက်မယ် ငါ့ကိုတိုက်ခိုက်တဲ့လူတိုင်းကကြာဆုံးသွားတယ်။ဘာလို့လဲ။အဲ့ဒါကြီးတိတ်မပြောချင်လို့ငါ့ကိုတိုက်ခိုက်တဲ့လူတိုင်းကတပုံဘက်ကကောင်လဲကြာဆုံးတယ်။ဒီစစ်တပ်ဘက်ကတက်မတော်အားပေးတဲ့လူဆိုလဲကြာဆုံးတယ်။ဘာလို့လဲအမှန်တရားကိုနင်တို့မှထွက်မပြောရဲတာ။ KTV မှာဟိုင်းငန်းလုပ်တယ်လို့နင်တို့တွေ့တယ်လို့ပြောရဲလား။တလုံးနှလုံးသုံးလုံးရောင်းနေနင်တို့တက်ခံရမှာလေကိုကစောက်ကောင်းနေရမထွက်တော့ငါ့ကိုအလူခံစားရတယ်တဲ့ဟုတ်လားငါတွဲကားလေးစီးပိုင်နေသီလားသီလား အဲ့လိုပြောရင်စောက်ကြွားလို့ပြောဦးမယ်နော်တွဲကားလေးစီးပိုင်းနေတိလာနေဖေနေနေနေလင်းနေမတော်ရတဲ့လင်းလင်းကပါမမသိရွယ်နဲ့နော်ရှောက်ပြီးတော့မှလိုင်းပေါ်မှာပွဲပြစ်ချင်တာပွဲပြစ်ချင်လို့မရဘူးထောင်ကြသွားမယ်ဆွဲလိုက်နေဆွဲတဲ့နေဆွဲတဲ့တရားယုံကိုနေရင်သွားဖွင့်ဦးကိုတော်ဘုန်းကြီးတို့တရားနဲ့တရားဆွဲပါလေလို့သွားဖွင့်နေတို့တရားသူကြီးကဖင်တော်လိုးလိုက်အောင်မယ်ရေစကန် နော်ဖာတယ်မဘွဲချောင်းနေနဲ့အာယုနောက်တယ်စိတ်ကတူလာပြီနော်ကျွန်တော်အမျိုးမျိုးတိုက်ခိုက်တယ်မြမလူမျိုးမတိုးတက်ခြင်းအကြောင်းရအဲ့ဒါဖာတာအဘကတော်ကြီးပုံယူနောက်မှချက်ပြီးတော့မှဟမ်ဖာတာနေရပါလူဘူးလို့ဟမ်ငါလိုတက်မတော်တွေဟိုစစ်တပ်တွေသွားလူလာဟမ်ခြေတန်းတွေသွားလာဘာမှမသိပဲနဲ့လိုင်းပေါ်မှာအဲ့လူတွေကလည်း ကျွန်တော်တို့ပမာလူမျိုးကလည်းတကယ်ခက်တယ်နော်တစ်လုံးနှလုံးသုံးလုံးထိုးတယ်နေဖန်းကိုင်းဖန်းကိုင်းကမှနေမြန်မာပြည်မှန်နေလားဟမ်အကြမလို့တက်မတော်ယူစော်ကားပါတယ်လို့ပါလို့နေတက်မတော်သားတွေဘယ်လောက်လုတ်ဘူးလဲဘယ်လောက်လုတ်ပေးဘူးလဲဘာလို့သွေးခွဲတာလဲတက်မတော်ကငါသွေးခွဲတိုင်းခွဲမှာလားအုံးတော့ရှိတာခေါင်းထဲမှာချီးပဲရှိရလား တမတော်သားတွေနဲ့ဒီအခုလက်ရှိတမတော်ကာဝေဦးစည်းချုပ်နဲ့เนาะအခုဥပမာတခုဖြူအောင်မှုတမမှုတိုင်မှုကာသရမှုဒူးချုပ်ကာဝေဦးစည်းချုပ်ကအခြေခံစစ်တီမိသားစုတွေနဲ့အဲ့ဒီလူတွေအားလုံးငါသွေးခွဲလို့ကွဲမယ်ပေါ့ဟုတ်လားမြမပြီမှာလက်နဲ့ကင်တောင်းရမ်းသူတပိုးတက်တလုံးတိုက်လာတာလား အန်အန်ဒီဒေါ်စုကြည်အန်အန်ဒီအားဖြင့်ထောက်ခံသူတွေတသက်လုံးတက်မတော်နဲ့ပြည်သူကိုသွေးခွဲလာတာ၊ကွဲလာတက်မတော်ကအဖာတယ်မှဆောက်ပေါ်ထားပြီးတော့ဘာလိုင်းပေါ်မှာဒီးပြစ်ကျင်လာလား။ဖေလိုမှဟမ်ကွဲလာကိုင်းပြည်ပြိုကွဲသွားလားတက်မတော်ပြိုကွဲသွားလားဘာလေလာပြောနေရတော့ဆောက်အောင်တော့မရှိဘူးလား စောက်တိုင်းမှာနာမည်ကြီးကျင်တာနဲ့ဇော်ဘုံရောအတန်းချင်းမကြနဲ့ရှင်းလားဖာဒမနေတတိရှိပြည်ဦးလွင်လာခဲ့လိုက်နေနဲ့ငါလည်းခြေတန်းပေါ်မယ်နော်အဲ့ဖာဒမတမျိုးနော်သူ့ကိုကြည့်လိုက်ကာကွယ်ဦးတီတော့ဘုံကြီးကိုနောက်မှထားပြီးတော့မှအဖာဒမအဲ့ဒါဆိုဘယ်သူမှအကုန်သိတယ်ဖာဒမရုပ်ကဖာယုံနဲ့လိုးလို့ပြလိုက်ဝင်ဝင်လာခဲ့ပြည်ဦးလွင်ကို မဟုတ်ကျွန်တော်ကသူများနဲ့မတူဘူးမဟုတ်စိတ်တော်တော်ပေါက်လာလို့တရားဆွဲမယ်လေပါနင်းဆောက်စရာပါဆောက်စင်းလို့ငေါ့တရားဆွဲအောင်နေရပြောလိုက်မယ်ဘီစီနံပါတ်3969ရှိမူဆယ်နိုင်ငံတရားမှာပြဿနာတက်လို့မူဆယ်တရားရုံးမှာခရိုင်တရားမှာစဉ်းစားခဲ့ပြီးတော့14လနဲ့စစ်တပ်ကဖမ်းတာတော့ဟဲ့လားဘီစီနံပါတ်3969ရှိဟင်းစားတော့စော်ဘွားရင်ဆိုတဲ့ကောင်ဘလို့လောက်လာသွားမေးဖာဒမနေထောင်ထဲရောက်မှာ ဆက်ပြာရွှေဝါဆက်ပြာကိုလေနေပူလန်းပြီးတော့နေစပုတ်ကိုထိုးနေရမယ်နေထောင်ပြန်ကြသွားမယ်ငါပါလဲဆိုတာသိချင်အပြင်မှာတေချာလေးလာဟုတ်နော်ငါပြောပြီးပြီငါ့ကိုတိုက်ခိုက်တဲ့လူတိုင်းအကြရှုံးတယ်လို့နော်ကိုဆောက်စင်ကိုသိဆောက်ကောင်းတွေကနေပြီးတော့ကျွန်တော်အလူခံစားတယ်တဲ့ဟုတ်လားနေမေးစပတ် origin နဲ့ဘောစီကလင်ဂရိုသားကိုတစ်တင်နေဆိုရင်သဘောပေါက်အဲ့လိုပြောတော့ကျွန်တော်ကရိုင်းနေပြားတခြားလူတွေတော့ ကြားလို့မကောင်းဘူးပေါ့မဟုတ်လားဒီကောင်မတော်တော်ဂျိုကြွားနေတာဒါကောင်မမှန်မသိဘူးစောက်ကိုညင်ချင်းတဲ့ကိုလှုပ်ပေါ့ဟမ်စစ်သားတွေအလူခံအလူခံငါအလူခံတဲ့ပို့တွေ့နေတကယ်လည်းတရားရုံးမှာတရားဆွဲလိုက်ငါအလူမခံဘူးလူခံတာဝါဒနာမပါဘူးငါတော့မှဘယ်သူတွေရှိတယ်နင်တို့သိလို့လားတထေးတကြွေတွေဟမ်ဘာလဲမသိဘူးကျွန်တော်မဟုတ်တော့ပေါက်လာတာကျွန်တော်ကလည်းလိုက်ရန်ရှာနေတာ တယောက်ကရန်ချာလိုက်မင်းသားကြီးကလှုပ်လိုက်နော်အခုတထိန်တည်းကလည်းအမြင်မှားပြီးတော့ပြောလိုက်အခုဒီဖာသင်မတယောက်ပေါ်လာပြန်ပြီမင်းတို့ဖာသင်မပဲလို့ပြောတယ်နော်ရှင်းလားနေပြည်တော်လင်လာခဲ့လိုက်အဆောက်ခေါင်းထဲကငါ့ကိုအော်နေတယ်တဲ့မနေ့တနေ့ကမှထွက်လာတာတဲ့နေတော့ငါ့ကိုငါ့လိုမှမလှုပ်နိုင်တာငါ့လိုမှနော်တိုင်းပြည်ပေါ်မှာမချစ်တာအမှန်တရားကိုနင်တို့မပြောရဲပဲနဲ့အမှန်တရားပြောရဲတဲ့သူကိုနင်တို့မနာလိုတာလေနင်တို့ပြည်သူဘက်ကမရက်တည်ဘူး နော်ပြည်သူဘက်ကမရက်တည်းဘူးအမှန်တရားလည်းမပြောရဲဘူးကိုကိုကိုတက်တော့ကာကွယ်ဦးစည်းချုပ်တိတ်ခါအရန်ကြတယ်နေတို့ကြောင့်အဘကာချုပ်ကြီးတိတ်ခါအရန်ကြတာနေဆောင်နောက်မှာအိုက်ပုံမချိတ်ထားနဲ့နော်ပစက်ကဟိုပြောဒီပြောနဲ့မဲကျမနောက်ကတက်သေးလိုက်မဲ့လူတွေလည်းခေါ်နေသေးတယ်နေတော့ဘလူလိုက်မှာနေလိုမဲ့ကောင်မဲ့လိုက်မယ်နေတော့ဘလူမှမလိုက်ဘူးနော်အလိုခံခြင်းတွေလာခဲ့လိုက်ပြင်ဦးလွင်ကိုနော်တပတ်လောက်ဖာတယ်မှနေမပြန်နိုင်မဲ့ဖြစ်သွားမှာအဲခါအဲ့ရဘွားမစင်းမဲ့ဖြစ်သွားမှာငါ ရိုင်းရင်ရိုင်းရိုင်းတာတော့ငါတော်တော်စိတ်တော်နေရငါ့သူများလာလာပို့တယ်နေလို့လည်းငါမသိဘူးနော်ငါငါပြောမယ်ငါတို့ဒီဒီဘက်တက်မတော်ဘက်ကနေရက်တည်တဲ့လူတွေကိုငါတယောက်မှမတိုက်ခိုက်ဘူးငါကိုပဲတိုက်ခိုက်တာအောင်မင်းကတိုက်ခိုက်လိုက်အခုမင်းသားကြီးကတိုက်ခိုက်လိုက်နေကတိုက်ခိုက်လိုက်အခုလူကတိုက်ခိုက်လိုက်နေငါဘယ်သူ့ကိုတိုက်ခိုက်ဘူးလို့လဲလိုင်းပေါ်မှာ 工作朋友，以前讲来的，怎么还没地图表米了？把皮多没？怕的嘛？哪个？你底下说来一那边？底下边高楼，南凤凰，对面睡哪个？睡？八点睡嘛？你那六点钟睡嘛？难熬，皮多嘛？多少包了？谁在那么无标？爱搞嘛，把脾气量买么的。 တိုင်းပေါ်မှာသူကကျင်ညာပြီးကျမတရားဆွဲမှာပါဘယ်တရားယုံမှာပါနာမည်လဲကျွန်တော်နာမည်လဲတတ်မပြောရဲဘူး။တော့ကျွန်တော်လဲသူ့ကိုနာမည်တတ်မပြောဘူး။ပြီးရောနားအေးရောဟမ်ဆွဲလေအမြန်ဆွဲလို့ငါ့ကိုဘာနဲ့ဆွဲမှာတော့လို့ဘလို့ဥပဒေနေလို့ဆွဲရမလို့ဘူးတတ်မတော်ဆိုတာအလကားခန်းချမ်းချမ်းဖွဲ့စည်းထားတဲ့အဖွဲ့စည်းမဟုတ်ဘူး။စာရတာတွေရှိတယ်နော်စာရတာဆိုတာအရင်တော့စာရပါ စစ်ဖက်ရေးရလုံကြုံရေးတက်ဆိုတာရှိတယ်နော်နင်းလိုကောင်းမမျိုးစောက်စင်မျိုးနဲ့တော့တက်မလာနဲ့နော်နင်းစောက်စင်နင်းပြီးနင်းငါ့ကိုတရားဆွဲပြီးမှအဲငါဆွဲတာမားသွားပါပြီဆိုပြီးတော့နင်းထောင်ထဲဝင်ရမယ်အဲ့ဒါနဲ့သဘောပေါက်တာနော်တချိုးနေတာမဟုတ်ဘူးနော်အကောင်မလုံနေတာနော်မနေ့တနေ့ကမှပေါ်လာပြီးတော့တဲ့ကျွန်တော်အိမ်ထဲကစောက်ကောင်းတွေကနေဟောင်းနေတယ်တဲ့ဟုတ်လားဟုတ်လား ငါဆောက်ခေါင်းရအောင်လေဟုတ်လားငါသွားတဲ့နေရာကြီးနေလာခဲ့လားငါကစစ်တိုက်တဲ့နေရာမှာ အတူတူတိုက်နေတဲ့ကောင်အဲ့လောက်ပြောနေသဘောပေါက်အချို့အရာတွေအများကြီးမပြောဘူးနေတော့ဒီအပေါ်မှာလူတွေတန်းတယ်ဆိုတာပါပါလေးပဲရှိသေးတယ်အဲ့ဒါမှတ်ထားအုံနောက်ထဲမှာထဲ့ထားနော် တချို့တချို့တော့လူကြီးတွေအကုန်သိတယ်။နော်နေသွားဆွဲ။နော်မြို့ဟိုကနေဖင်လိုးလိုလိုက်တယ်မြန်မာရဲစခန်းတို့တရားသူကြီးတို့ကကိုတော်ဘုန်းကြီးဘာနဲ့ဆွဲမှာလဲလို့မြို့မေးလိုက်မယ်။ဒါနဲ့ညှိပါလေဆိုရင်ခမားသွားတော့လို့မောင်းလို့လိုက်မယ်ဟိုကနော်အဲ့လို့ဆိုရင်သဘောပေါက်နော်အဲ့လို့ဆိုသဘောပေါက် ဲ့ပါတယ်မှာဘာဖြစ်နေလဲမသိဘူး။နော်စောက်ချက်မရှိဘူး။အဘကကြိုကြီးပုံကြီးနောက်မှာထားထားပြီးတော့နော်စောက်ဖားရတယ်တော်တော်ဖားရတာဗျ။နော်ဖားရတယ်တော်တော်အောင်ပဲဖားရတာကောင်းတယ်။နော်ကိုယ့်အရေးချင်းမရှိဘဲနဲ့နော်ဖားတာချိန်ချိန်ပါလားအမဥတန်းရွှေပုံဥဒိန်စိန်ပုံဥမေအောင်လိုက်ပုံချိန်လေဘာလဲအခုလက်ရှိဟိုမှာအနာအနာထိန်းတဲ့အစိုးရ ရဲ့ဝါယူချိတ်ပြီးတော့မှရှောက်ပြောနေတယ်အိမ်ကန်းထဲကနေစောက်ခေါင်းထဲကနေနေဘလောက်ချမ်းသာနေနဲ့ကလည်းချမ်းသာဘလောက်တိုင်းပြီဘလောက်ချစ်လဲနေစည်းစိမ်ဘလောက်ပိုင်နေနေနဲ့ကလည်းအကုန်လုံးတက်မတော်လှုပ်လိုက်မှာဟမ်ဘာတယ်မလာပြောလိုက်ဟေ့ငါမေးကိုပြောမယ်တက်ထိန်ဆိုတာငါတို့ရဲ့စစ်သားကွာသိလား နော်တက်ထိန်ဆိုတာငါတို့စစ်သားမင်းတို့ပါမင်းတို့လာမန်းတာအဲ့ကောင်မနာမည်ငါလည်းမသိဘူးတက်ထိန်ဆိုတာစစ်သားစစ်သားဆိုတာငါချေရတဲ့လူကနော်ကြောက်လို့မဟုတ်ဘူးကြောက်ရင်ဒီလောက်ထွက်မလို့ဘူးငါအသက်ရှင်ပြီးတော့ငါလုံးလုံးတာရှင်းလားနော်မင်းတို့ရန်တိုက်တိုင်းမင်းတို့တွေအဲ့လိုမန်းလာတိုင်းအဲ့လိုအုံနောက်မရှိနဲ့ပြန်ဖြေမဲ့တဲမှာငါမပါဘူးတက်ထိန်ဆိုတာငါစစ်သားငါမနေ့ကပြောသွားတာတော့မှကောင်းကောင်းမွန်မွန်ပြောသွားပြီးတာ အဲ့ဒါတဏ္ဍာရီကလုံးပေါက်သွားပြီလူကြီးတွေအကုန်သိသွားလို့နော်ဒီနေ့အဲ့တထိုင်းတည်းကငါ့ကိုဖုံးဆက်လာတာကိုကြီးကျွန်တော်တောင်းပန်ပါတယ်နော်ကျွန်တော်မလာရှိဝင်လာမိပါအေးညီလေးမေးတက်မတော်အတွက်နိုင်ငံလူမျိုးအတွက်နိုင်ငံနဲ့လူမျိုးအတွက်တက်မတော်အတွက်ဆက်လက်ကြိုးစားပါအောင်မြင်မှုတွေရရှိအောင်လုပ်ပါငါတို့ကအဲ့လိုမျိုးကမင်းတို့လည်းဘလောက်သေးခွဲသေးခွဲလီးတော်မကွဲဘူးကွာစစ်သားနဲ့ငါနဲ့ကတသွေးတဲ့တသွားတဲ့ရှိနေတယ်တက်မတော်နဲ့ဇော်ဘုံင်းဆိုတာတသွေးတဲ့တသားတဲ့ရှိနေတယ် ဘယ်တော့မှမဖားဘူးရောက်ဖားတယ်လို့မလို့ဘူးငါအိမ်မှာငါငပိရေချိုးနဲ့စားရရင်ငပိရေချိုးနဲ့စားမယ်နော်ရှင်းလားနော်မင်းတို့လို့စောက်ဖားမလို့ပြောစရာရှိရင်ပြောမယ်ကောင်မင်းတို့ပြောရဲလားပြောလားပြောရဲထွက်ပြောကြလားအဲဖားနေဖားတယ်မားနေမေးလို့ဟမ်မပြောတဲ့အရာကြီးအများကြီးရှိတယ်။ငါလည်းငါ့ကိုဖမ်းပါသေးစုတောင်းနေတာ။ဘာလို့လဲသိလား။ငါဖုံနေရဟာယူ မြင်သေးခြင်းလို့ဇော်ဘုန်းကြီးနိုင်ငံတဲ့လူမျိုးဘယ်လောက်ချစ်တယ်သူဘလို့ပြောထားတယ်ဘာဆောက်ဆံဘယ်သူဆောက်ဆံမှမလို့ခြင်းဘူးဇော်ဘုန်းကြီးအဲ့လိုဘွားတွေကကောင်းမဟုတ်ဘူးเนาะအဲ့လိုပြောရင်စောင့်မြင်ကတ်အောင်ပဲစောင့်မြင်ကတ်အောင်ပြောတာဟာရှင်းလား original ဘောစီเนาะငါစောက်အတွင်းကပေါင်းပြီးတော့6000လောက်ပေးရတယ်ဘာတယ်မှမင်းသိလားเนาะတရားဆွဲလိုက်ဆွဲသွားဆွဲเนาะ ရောက်တာမဟုတ်ဘူးသူများတိုက်တာနော်လုတ်ဖို့ငါဘာလို့ကြောက်မှာတော့ဘယ်ရောက်တိုင်မှုတွေတော့ဆွဲကြဝိုင်းဆွဲကြဇော်ဘုံရင်တယောက်တည်းကိုဝိုင်းကြိုက်နေကြတာ ြောတော့လေစစ်တပ်ကိုချစ်ပါတယ်နိုင်ငံကိုချစ်ပါတယ်ဆိုပြီးတော့တကယ်အမှန်ကန်နိုင်ငံနဲ့လူမျိုးကိုချစ်ပြီးအမှန်တရားရဲ့ဘက်တော်သားကိုဝိုင်းဆွဲကြတယ်ဆိုတော့ဆွဲပေါ့ဘာဖြစ်လဲဘာဖြစ်လဲဘာမှဖြစ်ဘူးဟိုအရေကျွန်တော်အဲ့လိုပြောတာမဟုတ်ပါဘူးကျွန်တော်ကလည်းဒါပြောပြတာပါအခုကဲကြည့်တထင်းလေးဆိုရင်သူသူတိသွားပြီနော်ကျွန်တော်မှဟိုကောလို့ကျွန်တော်ပြပြီးပြီသူတိသွားပြီလေတထင်းလေးဆိုရင်ဟုတ်တယ်မလား သူတိသွားတယ်ဟောသူမှားသွားတယ်ကိုကြီးကျွန်တော်မှားသွားတာပါဟောကို